မင်္ဂလာပါ SKN TC ကနေပြန်လဲကြိုဆိုပါရယ် SKN Training Center ပေါ့နော်ကျွန်တော်တို့ဒီဘက်မှာကတော့ကျွန်တော်အနေငယ်မြောက်ဝေရှင်တဲ့အရာလေးကတော့လဲမြေတွေရဲ့အကြောင်းပေါ့နော်လဲမြေတွေဝေယူရမှာဒီထားမဲ့အချက်လက်လေးနဲ့လဲမြေကိုခွဲဆက်ပြီးရောင်းလို့ရှိရင်ဘာတွေဆောင်းအောင်မယ်ဘာတွေရှောင်းအောင်မယ်ဆိုတဲ့အချက်လေးတွေကိုမျှဝေပေးချင်ပါတယ် ျွန်တော်နာမည်တော့ဆိုင်ခွန်အောင်ဖြစ်ပါတယ်ဆိုင်ခွန်အောင်ကုမ္ပဏီရဲ့ managing director ဖြစ်သလို SKN training center ရဲ့ founder တူလည်းဖြစ်ပါတယ်ကျွန်တော်တို့မြန်မာပြည်တနန္တရာမှာလယ်မြေတွေကိုဝယ်ကြရောင်းကြရမှာအမားယွင်းတွေနဲ့ဆုံးရှုံးမှုတွေကိုကျွန်တော်တို့အမြဲတမ်းကြားသိရှိနေရပါတယ်ဒါကြောင့်မလို့ဒီလယ်မြေဝယ်ယူရမှာအမားကင်းရှင်းနိုင်အောင်ဒီ ဆောင်းရံဆောင်းရံလေးတွေကအင်မတန်မှရေးကြည့်ပါတယ်။လက်မြေဝယ်ယူရမှာအဓိကတော့မြို့နယ်မြေစင်းရုံးကိုတွားမှာဖြစ်ပါတယ်။အဲ့မှာအောက်ခံနံပါတ်ပေါက်တိုက်ဆက်ရပါမယ်ပြီးတော့အတိုင်းတာမြေအေကအခြေဝန်းကိုလည်းတိုက်ဆက်ရပါမယ်။တခါကြလို့ရှိရင်လည်းဒီနံပါတ်တွေမားနေတာလို့ဆာရွက်အတူဖြစ်နေတာလို့လက်မြေဆာရွက်အတူဖြစ်နေတာလို့နောက်တစ်ခါ အတိုင်းအတာမာရွေးနေတာတို့ဒါတွေကအများအားဖြစ်လေဖြစ်တာရှိပါတယ်အခိုင်မာဆုံးတော့နားလည်တဲ့လူနဲ့မျိုးစင်းတွားပြီးတော့မှစစ်စေးမေးမြန်းပြီးတော့မှဝေယူတာအကောင်းဆုံးပါပဲတချို့စလေကရက်ွက်ရုံးမှာခေါ်ပြီးဆီယံငွေပေးလိမ့်ရှိပါတယ်ရက်ွက်ရုံးကဒီအုပ်ချုပ်ရေးမှုတွေလက်မှတ်ထိုးတာနဲ့ဒီလက်မြေခိုင်မာတော့တာဆိုတာမဟုတ်ပါဘူးเนาะရက်ွက်လူကြီးကလက်မှတ်ထိုးပေးလိုက်တယ်ခြေရလူကြီးလက်မှတ်ထိုးပေးလိုက်ဆိုတော့တက်တေပဲဝင်ပါတယ် ဒီရက်ကွက်လူကြီးတွေခြေရလူကြီးတွေက land controller မဟုတ်ပါဘူးတို့မြေယာစီမံခန့်ခွဲကော်မတီကလူကြီးတွေမဟုတ်တဲ့အတွက်ကြောင့်မလို့တို့ဝင်ပြီးတော့မှအတိပြုပြလို့မရပါဘူးအတိတတ်တွေအနေနဲ့ပဲလမထိုးပချင်းဖြစ်ပါတယ်ဒါကိုနားလည်သိရှိဖို့လိုပါတယ်နောက်တစ်ခုအရေးကြီးတာကလယ်မြေတွေကိုဒေတာတိတိနေရာတိတိမှာခွဲစိတ်ပြီးတော့ရောင်းချနေတဲ့ကိစ္စပေါ့နော်အဲလယ်မြေတွေကိုတချို့ဘိုးဘွားပိုင်မြေလို့ပြောပြီးရောင်းတယ်လယ်မြေတွေကို မိမိခွဲစိတ်တရားဝင်ခွဲစိတ်ပြီးတော့မှရောင်းချပိုင်ခွင့်မရှိတဲ့လက်မြေကိုတရားဝင်လိုလိုပြောပြီးပြောပြီးဆိုပြီးတော့မှဒီဧကကွက်တွေကို20 60ဆိုလောက်40 60လောက်အကွက်တွေအများကြီးစိတ်ပြီးရောင်းတဲ့ဟာကအရက်စာချုပ်နဲ့ယုံကြည်အောင်ပြောဆိုပြီးချုပ်ဆိုဝယ်ယူကြတဲ့ခါမှာဒီနားမလဲတဲ့လူတွေအဖို့တနည်းနည်းချင်းပြဿနာဖြစ်လာလို့ရှင်ဆုံးရှုံးမှု ကြီးမားနိုင်ပါတယ်တကယ်တကယ်လမ်းမြေတွေကိုခွဲစိတ်မိတ်ရပြီးတော့မှပဲရောင်းချလို့ရပါတယ်ဒါကိုလည်းအများပြည်သူသိရှိနိုင်ရန်ကျွန်တော်အနေနဲ့တင်ပြပါတယ်တကယ်လို့ဒီလမ်းမြေတွေကိုဝယ်ယူရမှာမိမိကိုယ်ကိုမိမိယုံကြည်မှုမရှိဘူးဆိုရင်ကျွန်တော်တို့စိုက်ခွန်တော်ကုမ္ပဏီနဲ့ဆက်သွယ်မေးမြန်းပြီးတော့မှဝယ်ယူဖို့တိုက်တွန်းပါတယ် ကျွန်တော်တို့ SKTC တနန်းတက်ဖို့အရာကိုလည်းအင်တာမတ်နီးနေပါပြီ။ဒီလက်မြေအကြောင်းအရာတွေ၊အင်ချာမြေအကြောင်းအရာတွေ၊တိုက်ခန်းကုန်တို့အကြောင်းအရာတွေ၊ BOD ကိစ္စနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုမေးမြန်းချင်လို့ဆိုကျွန်တော်တို့ရဲ့တနန်းအခုလာမယ့်29ရက်နေ့30နေ့31ရက်နေ့3ရက်နေ့ထိကျွန်တော်၄ရက်သာကျွန်တော်တို့တင်နှံပေးမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီတင်နှံမှာလာရောက်ပြီးတော့မှမိမိမေးလို့ရမေးခွန်းကိုကျွန်တော်တို့စီကိုတင်နှံမှာမေးမြန်းနိုင်တဲ့အတွက်အမြန်ဆုံးတင်နှံအနားဖို့လည်းဖိတ်ခေါ်ပါရစေ။ အင်ချာမီကြောင့်ဆွေးနွေးကြလို့ရှိရင်ကျွန်တော်စိုင်းကွန်တော်ကုမ္ပဏီလည်းဖိတ်ခေါ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်